နီးဖြစ်သူမလင်းမြဘူးကြောင့်တိမ်မောင်းတောင်းချီတန်းတဲ့ကားကြီးရဲ့တန်တမန်ဖြစ်ပါခန့်အခန်းနေရပြီဖြစ်တဲ့ပိုင်းတကွန်ရန်ကုန်စနီးနူးပရိသတ်များလုံးမဲမင်္ဂလာပါရှင်ပရိသတ်များရှင်ပိုင်းတကွန်ရဲ့ဇနီးဖြစ်တဲ့မလင်းမြဘူးကဒိဋ္ဌိကျဲချမ်းသာတဲ့တတိတယောက်ဆိုတာအလုံးသိကြမယ်လို့ထင်ပါတယ်မလင်းမြဘူးရဲ့ဖခင်ဖြစ်သူကစံကုန်တင်တင်းရဲ့ဥက္ကဋ္ဌဖြစ်တယ်လို့စီးပွားရေးလုပ်ငန်းတွေလည်းအများကြီးပိုင်ဆိုင်ထားတာပါဒါကြောင့်မလို့ပိုင်းတကွန်အနေနဲ့မလင်းမြဘူးကိုယူလိုက်တာကအနာဂတ်တလန်းတွေအတွက်လည်းလမ်းစာရီအများကြီးရရှိသွားပါတယ် င်မလင်းမြဖူးရဲ့အတိုင်းဝိုင်းကြောင့်ပိုင်တကွန်ကတတိယအတိုင်းဝိုင်းကိုဝင်ဆန့်လာတာပါစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ဆက်သွယ်ခွင့်တွေအများကြီးရရှိလာခဲ့ပါတယ်ပိုင်တကွန်ကစီးပွားရေးမလုပ်သေးဘဲအမှုပညာရှင်တွေနဲ့ယက်တီနေတာကြောင့်တခြားအမှုပညာရှင်တွေထက်အခွင့်အရေးပိုရလာခဲ့တာပါမလင်းမြဖူးရဲ့အတိုင်းဝိုင်းမျက်နှာနဲ့လုပ်ငန်းရှင်ကြီးတချို့ရဲ့အကြောင်းအရာတွေကိုလည်းဇက်တိုင်ဆိုသလိုအငှားခံရပါတယ် ဒါအပြင်နာမည်ကြီးအမတ်တစိုက်တွင်ရဲ့ brand ambassador အတင်းနဲ့ခန့်အခန့်ထားရတာပါပြီးခဲ့တဲ့ရက်မှာလည်းတိန်တောင်းချီတန်းနဲ့ကားကြီးတွေရောင်းချတဲ့ကုမ္ပဏီကနေတန်တမန်ဖြစ်ခန့်အခန့်လိုက်ရတာဖြစ်ပါတယ် luxury ကားကြီးတွေဖြစ်တာမို့ဒစင်းကိုဆိုရင်အနည်းဆုံးတိန်တောင်းချီကိုပေးရတာဖြစ်ပါတယ်အခုလိုကားရင်းရဲ့တန်တမန်ဖြစ်ခန့်အခန့်ကြော်ညာပေးရမှာဖြစ်တာကြောင့်ပိုင်တကွန်ကလည်းဝမ်းသာခုံယူနေတာပါအမှုပညာရှင်တိုင်းကအခုလိုနာမည်ကြီး brand တွင်ရဲ့ ambassador ဖြစ်ခန့်အခန့်ရဖို့ဆိုတာမလွယ်ကူပါဘူးပိုင်တကွန်ကတော့အမှုပညာလောကမှာ ဆိုရင်တန်းတစ်ခုကနေတာအောင်မြင်လို့နေတာပါလက်ထပ်ပြီးသွားရင်အောင်မြင်မှုစမ်းတွေကျသွားလိမ့်မယ်လို့ခန့်မှန်းကြပါမိမယ်အောင်မြင်တဲ့အောင်မြင်ဖို့လမ်းတွေရှိလာခဲ့တာဖြစ်ပါတယ်ပိုင်တကွန်ကနှကန်းဒီမလေးတွေရဲ့တခဲနဲ့အားပေးခံရတာကြောင့်မင်းသားတယောက်ဖြစ်လာခဲ့တာပါဒါကြောင့်မလို့လက်ထပ်လိုက်ရင်အားပေးမယ့်အမျိုးသမီးတူမရှိပဲစမ်းကြမယ်လို့ရှူဆထားတာပါဒါပေမဲ့ပိုင်တကွန်ကိုအိမ်အောင်ကျသွားလင်းအားပေးမဲ့သူတွေရှိသလိုသူအနည်းနဲ့အမှုပညာလုပ်တွေကိုဆက်လုပ်သွားမှာပါပိုင်တကွန်ရဲ့ဇနီးဖြစ်သူမလင်းမြဖူးကလည်းနောက်ွယ်ကနေအကုန်လုံးအပြေအဝါထောက်ပ ံ့ပီးနေတာပါဒါတင်မကသေးပဲမလင်းမြောက်ဖူးကပိုင်းတကွန်ရဲ့ပုံရင်အနောက်ရှက်မဖြစ်အောင်နေတတ်ထိုင်တတ်ပါတယ်လက်ထပ်ထားပြီးမြေပိုင်းတကွန်နဲ့ပွဲတိုင်းတူတူတက်တာမျိုးလည်းမလုပ်ပါဘူးလူရှိကိုအတူတူမထွက်ပဲနောက်ကနေတာလိုအပ်တာအကုန်လုံးကိုလှုပ်ပီးနေတာပါဒါကြောင့်မလို့တခါတလေဆိုရင်ပိုင်းတကွန်မှာလက်ထပ်ထားတဲ့အမျိုးသမီးရှိနေဆိုတာတော့အများကမေ့နေကြတာဖြစ်ပါတယ်ပိုင်းတကွန်ကဒီလာထဲမှာမင်္ဂလာပွဲစည်းကိုလည်းကျင်းပသွားတော့မှာဖြစ်ပါတယ်။လက်မှတ်ရေးထိုးပွဲ၊စီဇက်တောင်ရံပွဲ၊မင်္ဂလာဆွန် ကျွေးပွဲတွေကိုတောင်လောက်ထားရတာဖြစ်လို့စူလျာရစ်ပတ်မင်္ဂလာပွဲကိုကျင်းပသွားမှာပါပိုင်တကွန်တို့ကမင်္ဂလာပွဲကျင်းပမှာ ው တော့အတိမပေးသေးပဲတိတ်တဆိတ်သာကျင်းပဖို့စီစဉ်နေတာပါမလင်းမြဖူးကဂုံပကာတနာတွေထုတ်ကြွားကနေထိုင်ရတာမျိုးမကြိုက်တာကြောင့်ပိုင်တကွန်ရဲ့အမှုပညာလုံးနဲ့ကွက်တီဖြစ်လို့နေတာပါဒါအပြင်ပိုင်တကွန်အပေါ်မှာလည်းအရန်ကိုချစ်ခါခူးဆိုင်ကျင်းနာပင်းရလို့သိရပါတယ်ပိုင်တကွန်ရဲ့စီးပွားရေးလုပ်ငန်းတွေကိုလည်းမလင်းမြဖူးကသာဦးစီးလောက်ကင်ပြီးနေတာပါမလင်းမြဖူးကစီးပွားရေးနဲ့ပတ်သက်တဲ့ဘွဲတွေကိုလည်းနိုင်ငံသားမှသွားယူက ထက်မြက်တဲ့အမျိုးသမီးတယောက်ဖြစ်ပါတယ်။ဘဝဒူတအောင်အဖက်ဖက်ကနေပါရင်ဖြစ်ပြီးနေတဲ့မလင်းမြဖူကိုဇနီးဖြင့်တော်ထားရတဲ့ပိုင်ကွန်ကိုကံကောင်းတယ်လို့ထင်လားဆိုတာပြောပြပြီးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတယ်။ပရိသတ်များအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။